မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ17ရက်နေ့ရက်ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။ဒီမှာကတော့မို့မို့ပါရှင်။ရိုဟင်ဂျာများနေရပြန်လာရဲ့ရခိုင်ပြည်နယ်တစ်ခုလုံးနှိပါကိုထိန်းချုပ်ထားတဲ့ AA ပါဝင်ရန်အရေးကြီးတယ်လို့ American ကကုလသမဂ္ဂမှာထုတ်ပြောလာပါတယ်။မဘာသားရဲ့တောင်းဆိုမှုကြောင့်မင်းအောင်လိုင်ကဖုန်ကြီးကျောင်းတွေမှာလိုင်စင်မဲ့ကားတွေကိုမြို့နယ်တန်ခနိုင်ရကအဖွဲ့ရဲ့ထောက်ခံချက်နဲ့ပြန်လည်စီးနင်းခွင့်ပြုလိုက်ပါတယ်။ စစ်ကောင်စီလက်အောက်ခံဇက်အေစခန်းတစ်ခုကို CDF ပူးပေါင်းတပ်ဖွဲ့တွေကတိမ့်ပိုက်လိုက်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်တွေထွက်ပြေးသွားတဲ့စခန်းကနေလက်နက်ခဲယမ်းတွေတင်စီရရှိလိုက်ပါတယ်ရှင်။ပောက်ခေါင်းနဲ့ပောင်းတဲ့မြို့နယ်တို့မှာစစ်ကြောင်းတို့မီးရှို့ဖျက်ဆီးနေတဲ့အင်အားတရာပါစစ်တပ်ကိုတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၁၁ဦးတေဆုံးကလက်နက်ခဲယမ်းများနဲ့အတူမူရစ်စေဝါတွေပါဖမ်းဆီးရရှိလိုက်ပါတယ်ရှင်။ ဒီသတင်းနဲ့တူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပြမဆောင် သတင်းတစ်ပုဒ်အနေနဲ့ဘင်္ဂလားဒေ့ရှ်မှာရောက်ရှိနေတဲ့ရိုဟင်ဂျာဒုက္ခသည်များအားလုံးနေရပြန်နိုင်ရေးအတွက်ရခိုင်ပြည်နယ်တစ်ခုလုံးနှိပါကိုထိန်းချုပ်ထားတဲ့အာရခတက်တော် AA အပါဝင်ပါဝင်တဲ့ပါဝင် ထိုက်သူတွေအားလုံးပါဝင်ဆွေးနွေးရန်အရေးကြီးကြောင်းအမေရိကန်ပြည်ထောင်စုက ထုတ်ပြောဆိုလိုက်ပါတယ်။ဇွန်လ10ရက်နေ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ရဲ့ ရှင်းလင်းတင်ပြချက်ကိုကြားနာတဲ့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့အလွတ်သဘောအစည်းအဝေးမှာအမေရိကန်တန်တမာကအခုလိုပြောဆိုလာခြင်းလည်းဖြစ်ပါတယ်။ရိုဟင်ဂျာတပ်ခွဲတွေများနေရပြန်နိုင်ရေးဆွေးနွေးပွဲများမှာရခိုင်ပြည်နယ်တစ်ခုလုံးနေပါကိုထိန်းချုပ်ထားတဲ့အာရခတပ်မတော်အပါဝင် ပါဝင်ပတ်သက်သူများအလုံးပါဝင်ရန်အရေးကြီးကြောင့်အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်တပ်ရဲ့ဖိနှိပ်ချုပ်ချယ်မှုများနဲ့အကြမ်းဖက်မှုများကိုခံစားနေကြရတဲ့ရိုဟင်ဂျာဒုက္ခသည်များနဲ့အတူရပ်တည်လျက်ရှိကြောင်းသူကဆိုပါတယ်။ရခိုင်ပြည်နယ်မှာအတင်းအဓမ္မပြောင်းရွှေ့စေမှုများရက်ဆက်တန်းကြုံမှုများအစီရင်ကာစာများနဲ့ပတ်သက်၍အလွန်ဆိုးရိမ်ပူပန်ကြောင်းမြန်မာစစ်တပ်အေအေအပါဝင်သက်ဆိုင်သူများအားလုံးကိုအယက်သားများကိုကာဝယ်ရန်နဲ့ လူအသက်များကိုတံပိုးထားရန်အမေရိကန်ကတိုက်တွန်းတဲ့ရိုဟင်ဂျာအပေါ်ရက်စက်တန်းကျုံမှုများကျူးလွန်ခဲ့တဲ့မြန်မာစစ်တပ်ကတာဝန်ခံမှုတာဝန်ယူမှုလွတ်မြောက်နေစေဖြစ်ပြီးစစ်တပ်ကရိုဟင်ဂျာတွေကိုဆက်လက်ဖိနှိပ်နေကြောင်းပြည်သူများကိုဘုံကျဲခြင်းကြောင်းများနဲ့ဝိပုယအိမ်တွေကိုဘုံကျဲခြင်းရိုဟင်ဂျာများကိုစစ်တပ်ထဲကိုအတင်းအကျပ်တွတ်သွင်းအိုက်ခိုက်ထမ်းဆောင်ခိုင်းကြောင်းအမေရိကန်ကထောက်ပြထားပါတယ် ရခိုင်ပြည်နယ်မှာအင်တာနက်နဲ့အခြားသောဆက်သွယ်ရေးလမ်းကြောင်းများပိတ်ထားခြင်းကြောင့်ဒေသတွေမှာလူမှုအတိုင်းအဝိုင်းများကိုဆက်လက်ထိခိုက်စေပြီးတော့မြန်မာစစ်တပ်ရဲ့ရက်စက်ရုံမှုကိုဖုံးကွယ်နေကြောင်းတယ်လီဖုန်းနဲ့အင်တာနက်ဆက်သွယ်ရေးအားလုံးပြန်လည်ဖွင့်ပေးရန်မြန်မာစစ်တပ်ကိုတောင်းဆိုကြောင်းအမေရိကန်ကဆက်ပြောဆိုပါတယ်စစ်တပ်ကအလွန်လိုအပ်နေတဲ့အရေးပေါ်အကူအညီတွေပံ့ပိုးမှုကိုဆက်လက်ပိတ်ဆို့ထားတာကြောင့်လူသားချင်းစာနာမှုလိုအပ်မှုတွေမြင့်တက်နေပါတယ်။ ရိုဟင်ဂျာတွေငြိမ်းချမ်းစွာနေရပြန်နိုင်ရေးရေရှည်တည်တံ့တဲ့ဖြည့်ရှင်ချက်လိုအပ်တယ်။မြန်မာအတိုင်းအခံအဖွဲ့တွေနဲ့ရိုဟင်ဂျာအတိုင်းအဝိုင်းရဲ့အတိတ်ပဲရှိတဲ့ပူပေါင်းပါဝင်မှုကအဆုံးသတ်ဖြည့်ရှင်ချက်ရရှိဖို့မရှိမဖြစ်လိုအပ်တယ်လို့ရခိုင်ပြည်နယ်မှာရှိနေတဲ့ရိုဟင်ဂျာတွေမြန်မာနိုင်ငံကနေရက်ဆွန့်ခွာသူတွေနဲ့တတိယနိုင်ငံတွေမှာပြန်လည်အခြေချနေထိုင်သူတွေအပါအဝင်ဖြစ်နိုင်သမျှ ကျေပြန့်တဲ့ရိုဟင်ဂျာအတန်တွေကိုကျွန်တော်တို့နားထောင်ရမယ်လို့အမေရိကန်တန်တမန်ကဆိုလိုက်ပါတယ်။အမေရိကန်ပြည်ထောင်စုအနေနဲ့လူအသက်ကိုတန်ဖိုးထားလေးစားရေးပြိပခညာအဆုံးသတ်ရေးငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးတို့အတွက်ဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းအမေရိကန်တန်တမန်ကထုတ်ဖော်ပြောဆိုလာပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အကြံဖတ်စစ်ကောင်စီကဘုံကြီးကျောင်းတွေနဲ့တန်ဃာရော်တွေအတွက်လိုင်စင်မဲ့ကားတွေကိုမြို့နယ်တန်ဃာနိုင်ရကအဖွဲ့ရဲ့အထောက်ခံချက်နဲ့ပြန်လည်စီးနှင်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း ရန်ကုန်နဲ့မန္တလေးတိုင်းမှာရှိတဲ့တိုက်အုပ်ဆရာတော်တချို့ကပြောဆိုပါတယ်။ဇွန်လ၁ရက်နေ့ကနေစပြီးကျန်းဖတ်စစ်ကောင်စီကတနိုင်ကလုံးမှာလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးကြောင်းဖုန်ကြီးကြောင်းများနဲ့စာတင်တိုက်များမှာသာသနာနမည်တက်ထားတဲ့လိုင်စင်မဲ့ကားတွေကို အရှိန်အဟုန်နဲ့ဖမ်းဆီးခဲ့တာပါ။အမျိုးဘာသာသာသနာစောက်ရှောက်ရေးအဖွဲ့မှဖုန်ကြီးများကစစ်ကောင်ဆောင်မင်းအွန်လိုင်းထံကိုအတနာခံစာတင်ပြရမှာ တက်ဆိုင်ရာမြို့နယ်တန်ခနိုင်ရကအဖွဲ့ရဲ့ထောက်ခံချက်နဲ့လိုင်စင်မဲ့ကားတွေကိုပြန်လည်စီးနှင်ခွင့်ပြုလိုက်ကြောင်းလည်းသိရပါဗျ။တာသနာအမှတ်တစိမ့်မှာမြို့နယ်တန်ခနိုင်ရကအဖွဲ့ထောက်ခံချက်ပါရမယ်။ကြောင်းတိုင်းနဲ့စာတင်တိုင်းတွေမှာတကယ်တန်ခရော်တွေစီးနှင်နေတာဖြစ်ရမယ်။သာသနာကိစ္စတွေအတွက်အသုံးပြတာမျိုးဆိုရင်မဖမ်းတော့ဘူးမြို့နယ်တန်ခနိုင်ရကအဖွဲ့တွေကလည်းကြောင်းတိုက်တွေနဲ့စာတင်တိုက်တွေအတွက်ကားတွေကိုထောက်ခံချက် လာလုံးလို့ရတယ်ဆိုပြီးတော့မြို့နယ်တန်ခါနာယကအဖွဲ့ကတရားဝင်ကြေညာနေပါပြီလို့မန္တလေးတိုင်းမတရားမြို့နယ်မှာတိုက်အုပ်ကြောင်ဆက်ရတော်တပါးကမိတ်ကြားလိုက်ပါတယ်မြို့နယ်တန်ခါနာယကအဖွဲ့ကလည်းတာသနာအတွက်အမှန်တကယ်အတုံးပြူနေတဲ့ကားတွေကိုထောက်ခံချက်တွေထုတ်ပေးရမှာတေချာစွာမပုံတင်ထားပြီးတော့မြို့နယ်ရဲတပ်ဖွဲ့ထွေအုပ်နဲ့နယ်ညီခံတပ်နယ်မှုတွေထံကိုထောက်ခံချက်များထုတ်ပေးတဲ့ တာသနာကားစင်းရင်တွေကိုပေးပို့ရကြောင်းလည်းသိရပါတယ်တာသနာကားပေမဲ့မြို့နယ်တန်ခါနိုင်ရကအဖွဲ့ထောက်ခံချက်လဲပါရမယ်ရင်ထိန်နယ်မြေခံတက်နဲ့ရဲရီစီမှာလဲစရင်ရှိတာမျိုးဖြစ်မှမဖမ်းပါပါနယ်ကြော်တော့လောလောဆယ်မှတ်သွားပါနဲ့ဦးစီမံချက်ပြီးရင်တော့နယ်ကြော်လဲကြွားလို့ရပါတယ်ပြောတယ်အခုကဝါရင်ကြီးလဲဖြစ်တော့နယ်ကြော်တော့ကြွားလို့မတင်ဘူးလို့မတရားမြို့နယ်မှာတိုက်အုပ်စေရတော့တပါကမိတ်ချလိုက်ပါတယ်ဒါပြင်မဘာသားနဲ့ အမျိုးသားရေးအစွန်းရောက်ဖုန်ကြီးများကလည်းသူတို့စီးနင်းနေတဲ့လိုင်စင်မဲ့ကားများစီးနင်းလျက်ဖမ်းဆီးမှုမရှိစေရဲအတွက်တပ်ဆိုင်ရာတပ်နယ်မှုတွေရဲ့ထောက်ခံချက်လက်မှတ်များကိုရယူထားကြောင်းလည်းသိရပါတယ်ရှင်။ဆက်လက်ပြီးချင်းပြည်နယ်တွန်းဆန်မြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံဇုံမီတပ်ဇအအေရဲ့တပ်စခန်တစ်ခုကိုချင်းတေတာကာကွယ်ရေးတပ် CDF တွန်းဆန်ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဇက်အေတပ်ဘက်ကတေဆုံးထိခိုက်မှုရှိပြီးတော့လက်နက်ခဲယမ်းများလည်းတင်စီရရှိခဲ့တယ်လို့ချင်းတဲ့ရင်မြစ်ကပြောပါတယ်။ဇွန်လ9ရက်နေ့နနက်ပိုင်းမှာကြီခါမြို့နယ်တွန်းဆံမြို့အကြားမှာရှိတဲ့မွာကွေးရွာအနီးမှာစစ်ကောင်စီစခန်းကို CDF တွန်းဆံပူပေါင်းတပ်ဖွဲ့တွေကတွားရောက်တိုက်ခိုက်ခဲ့ရမှာဇက်အေတပ်ဖွဲ့ဝင်2ဦးရဲ့အလောင်းကိုရရှိခဲ့တယ်လို့သိရပါတယ်။ဒါပြင်တနက်လေးလာ drone, cycle တွေနဲ့ကားတစီ၊မိဇက်ခဲရံများ ရရှိခဲ့ကြောင်းလည်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။အဲ့ဒီဇက်အာအေလက်နက်ခဲယံတင်စီရမိတဲ့အထက်မှာအိန္ဒိယနိုင်ငံသားကပ်အထောက်ထားရီပါတာပေါ့။အဲ့ဒါကနည်းနည်းတော့အံ့ဩစရာဖြစ်တယ်လို့သူကပြောပါတယ်။ဇာအာအေကမြန်မာအိန္ဒိယနယ်စပ်ဒေသမှာလှုပ်ရှားလျက်ရှိပြီးတော့စစ်ကောင်စီကလက်နက်တပ်ဆင်ပေးခြင်းအပါအဝင်စစ်ကောင်စီနဲ့စစ်ရေးပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်တယ်လို့ချင်းတော်လိုင်းရဲ့တပ်ဖွဲ့တွေကထုတ်ပြန်အသိပေးလာပါတယ်။ ဒါပြင်ချင်းတော်လန်ရေးတပ်တွေကချင်းပြည်နယ်မှာရှိတဲ့အင်အားအများပြားနဲ့စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်နဲ့လည်းတီးတိမ်မြို့နယ်အတွင်းမှာတိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါဗျ။တီးတိမ်မြို့နယ်တိုင်းငင်းနဲ့ကလေးမြို့ကြားမှာရှိတဲ့မွားပီးရွာမှာစစ်ကောင်စီတပ်ဆက်လက်တပ်ဆွဲနေလို့တိုက်ပွဲဖြစ်ပွားမှုရှိတယ်လို့ချင်းတည်ရင်မြစ်ကပြောပါဗျ။မွာပီကျေးရွာမှာရှိတဲ့စကားစကားအခုထိရှေ့မတိုးနိုင်သလိုနောက်လည်းမဆုတ်ဘူးပေါ့အဲ့ဒီရွာမှာပဲရှိနေစေလို့သူကဆက်ပြောပါတယ် ဇွန်လ၈ရက်နေ့နဲ့၉ရက်နေ့မှာတိုက်ပွဲဆက်ဖြစ်နေပြီးကလေးမြို့စစ်ကောင်စီတပ်လက်နက်ကြီးပစ်ကူတိုက်ခိုက်ပေးမှုတွေလည်းရှိနေပါတယ်။မေလာတတိယဘက်မှာချင်းတောင်ကိုအင်အားအများပြားနဲ့တက်လာတဲ့အဲဒီစစ်ကြောင်းကိုချင်းညီနောင်နဲ့ချင်းပြည်ကောင်စီအဖွဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်နေခြင်းဖြစ်ပါတယ်။အဲ့ဒီဒေတာရဲ့အစီရေအခြေအနေကိုနှစ်ဖက်တာဝန်ရှိသူတွေထံမေးမြန်းရမှာချင်းညီနောင်တာဝန်ရှိသူကအစီရေလုံခြုံရေးအရာတိုက်ပွဲသတင်းများလိုအပ်မှ တင့်တော်တဲ့အချိန်ထုတ်ပြန်သွားရန်သဘောတူတယ်လို့အတိပေးထားပါတယ်။အဲဒီစစ်ကြောင်းကတီတိန်မြို့ကိုအင်အားဖြည့်ရန်ချင်းညီနောင်တင်ဆဲထားတဲ့ဖလန်းမြို့ကိုပြန်လဲထိုးစစ်ဆင်ရန်ဦးတည်တယ်လို့ခန့်မှန်းရကြောင်းစစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ CDF စီရင်စစ်ဦးစီးချုပ်ဦးထောင်းပူက မေလနောက်ဆုံးအပတ်မှာပြောပြထားပါရဲ့ရှင်။ဆက်လက်ပြီးပဲခူးတိုင်းကြောက်ကြီးမြို့နယ် ရွာကြီးအင်းကျေးွာထိပ်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတက်စကောင်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးသေဆုံးပြီးတော့လက်နက်ခဲယံတွေကိုသိမ်းဆီးရရှိခဲ့တယ်လို့ Flacon Grillila ဖုန်းမှာတာဝန်ရှိသူတူကပြောပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်20ခန့်နဲ့တက်ဆွဲထားတဲ့အဲဒီစကောင်ကိုဇွန်လ10ရက်နေ့မနက်8နာရီကျော်မှာဒေသကာကွယ်ရေးတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာမိနစ်20ခန့်ကြာမြင့်ကစစ်ကောင်စီတက်စကန်စကန်းစွန့်ခွာတွတ်ပြေးသွားတယ်လို့သိရပါတယ်သူတို့စကားစဝင်ရောက်တက်ဆွဲထားတာ အများပြည်သူတွေရဲ့နေအိမ်တွေပါကျွန်တော်တို့တိုက်ပွဲဖြစ်ပြီးတော့ဝင်ရောက်ရှင်းလင်းချိန်မှာ MA1 တနတ်တလက်ခဲရံတွေစစ်တုံးဆောင်ပစ္စည်းတွေကိုတင်စီရရှိခဲ့တယ်ဗျစစ်ခွေအလောင်း၃လောင်းတွေ့ခဲ့တယ်လို့ Flag Concrete Lila ဖုန်းမှာတာဝန်ရှိသူတူကပြောပါတယ်ရွာကြီးအင်းကျေးရွာမှာရှိတဲ့စခန်းမှာကြောက်ကြီးပဲနွယ်ကုန်းလမ်းမကြီးနဲ့နီးစပ်နေတဲ့စစ်ကောင်စီတပ်စခန်းထွက်ပြေးချိန်မှာလည်းလက်နက်ကြီးတွေနဲ့တောက်လျှောက်ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်ဒီကဲ ဧပြီလ28ရက်နေ့ကကြောက်ကျင်းမြို့နယ်မှာရှိတဲ့ကျွန်းကုန်းရင်းတိုက်ကုန်းတောင်စုရံမြို့အောင်တမာခေါ်နောင်ကုန်းတရားမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုခရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KN နှံနေနဲ့ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာဒုတက်ရင်မှုအပါအဝင်20ကျော်တေဆုံးပြီးတော့လက်နက်မျိုးစုံ30ကျော်နဲ့ခရင်စစ်တုံးဆောင်ပစ္စည်းတွေကိုတင်စီရရှိခဲ့တယ်လို့ဆိုပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းပောက်ခေါင်းနဲ့ပေါင်းတယ်မြို့နယ်တို့မှာစစ်ကြောင်းထိုးစဉ် ရွာစင်လက်ပြီးမီးရှို့နေတဲ့အင်အားတရာပါတဲ့စစ်တပ်ကိုတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၁၂ဦးသေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်3601တရင်ရဲစစ်ထောက်လန်းရင်းနဲ့တရင်ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပါတယ်ဇွန်လ3ရက်နေ့နနက်9:00နာရီအချိန်မှာပောက်ခေါင်းမြို့နယ်အပိုင်မှာရှိတဲ့တိုင်ချောင်းရွာကွန်းအောင်စုရွာအိုင်ဆောက်ရွာမြင်းနီကုန်းတဖန်းကိုင်းရွာဒလမဲရွာမယိုးကျွန်းရွာ ြန်ချီတက်ရွာတို့ကိုစစ်ကြောင်းထိုးမိရှုဖျက်ဆီးနေတဲ့အင်အားတရာပါတဲ့စစ်ကြောင်းကိုပေါင်းတယ်မြို့နဲ့ညောင်နီပင် အုပ်စုညောင်နီပင်ရွာနဲ့မအူကင်းရွာကြားမှာတော်လန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ကြအောင်အဲ့ဒီတိုက်ပွဲတွေမှာစစ်တပ်ဘက်မှ၁၂ဦးသေဆုံးပြီးတော့၈ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်ပေါက်ခေါင်းမြို့နယ်မှာစစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတဲ့စစ်တပ်စစ်ကြောင်းမှာပေါင်းတယ်မြို့နယ်ညောင်ပင်ရွာမှာ တက်ဆွဲစခန်းချထားတဲ့စစ်တပ်ဖြစ်ကြောင်းပေါင်းတဲ့မြို့နယ်မှာပောက်ခေါင်မြို့နယ်ဘက်ကိုစစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းလည်းသိရပါဗျ။ဒါပြင်စစ်ကောင်စီတပ်ထံမှ60မမကွန်မန်ဒိုစိန်ကြောင်း2လက် MA1 2လက် MA3 6လက်လက်ပစ်ပုံ2လုံး MA1 ကြီပေါက်3ခု MA3 ကြီပေါက်5ခု G3 ကြီပေါက်တစ်ခု 5.56G 56တောက် 7.62G 16တောက်အိုင်ကွန်တလုံး WY စိတ်ကြစေ 150ပြားနဲ့တခြားစစ်အုံဆောင်ပစ္စည်းအမျိုးမျိုးတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်မှာဇွန်လ3ရက်နေ့မွန်းလယ်ပိုင်း3နာရီ10မိနစ်အချိန်မှာစစ်ကောင်စီတပ်ကတိုက်လေရင်2စီးနဲ့ဘုံ6လုံးကျဲချတိုက်ခိုက်ခဲ့ပြီးတော့စက်တက်လေဒီ2စီးနဲ့ဘုံ4လုံးကျဲချခဲ့ပေမဲ့တော်လန်ရေးတပ်ဖွဲ့တွေအထိကိမရှိခဲ့ဘူးလို့သိရပါဗျ။အဲဒီစစ်စင်ရေးကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်1စစ်စင်ရေးနယ်မြေဘျူဟာ21လောက်အောက်ခံ 3601တက်ရင်3602တက်ရင်တက်ရင်ယုံတက်ခွဲ3တက်ခွဲ4ကြီးခိုင်ပါကဖာရွှေတောင်ပါကဖာပောက်ခေါင်ပါကဖာနဲ့3801တက်ရင်တက်ခွဲ3နှစ်စစ်တီအဖွဲတက်ခွဲ6အေယာညီနောင်အဖွဲတို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါရဲ့ရှင်ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဒီသူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။